โอเคဒါဆိုဒီနေ့မှာတော့ကျွန်တော်တို့ဘုံ constraint ပေါ့နော်ဘုံ constraint ထဲကကျွန်တော်တို့ limit location ပေါ့နော် limit location လောက်မှာအရင်ကရှေ့မှာ location ကျွန်တော်တို့ဘာရှိမလဲ copy location copy rotation copy scale နောက် copy transform ပြီး limit distance ပြီးပြီပေါ့နော်ခုက limit location limit location လောက်မှာအဲ့တော့ကျွန်တော်ဒီဘုံကိုခုလုံးမဲ့ဘုံပေါ့နော်ဘုံရွေးလိုက်ရွေးပြီးကျွန်တော်ဒီက post move မှာပေါ့နော်ကျွန်တော် post မှုမှာတင်းရင်ကျွန်တော်ဒီကနေကိုလှုပ်ရှင်တဲ့ limit location လှုပ်ရှင်တဲ့ဘုံပေါ့နော်အဲ့ဒါကိုရွေးလိုက်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဘုံပေါ့နော်ဒီကျွန်တော်ဘုံဝင်လည်းရှိအဲ့တော့ဒီမှာကိုကြိုက်တဲ့ name တွေလည်းပေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီဘုံမှာဆိုရင်ကျွန်တော် F2 နှိပ်ပြီးတော့ဒီကပေးလိုက်လို့လည်းရတယ်လို့ကျွန်တော်ဒီကနေတွားပြီးတော့ဒီမှာကျွန်တော်ကိုကြိုက်တဲ့ဒီမှာဘုံ name တွေလည်းဒါပေးလို့ရတယ်ပေါ့နော်ပြီးရင်နောက်ပြီးကိုပေးထားတဲ့ဘုံတွေကို ဒါအခုဆိုရင်ကျွန်တော်ဒါ name ဖော်ထားပါเนาะအဲ့လိုမျိုးပဲねဖြောက်ထားခြင်းလဲဆိုလဲရတယ်เนาะနောက်ဒီကနေเนาะဒီမှာရှိတဲ့ viewport display ပေါ့เนาะဒီထဲမှာ name တွေဖော်လို့ရတယ်နောက်ဒီမှာ shape တွေပေါ့เนาะအကုန်လုံးလုပ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာဆို exit parser ဖော်ထားတယ်เนาะ exit လဲဖြောက်လို့ရတယ် okay ထားပါတော့ဒါဖြောက်ထားလိုက်မယ်မျိုးလုံးနဲ့တော့ show ပြီးရင်နောက်ပြီးတော့ကျွန်တော်ဘုံကျွန်တော်တို့ဒီကောင်းနဲ့ပေါ့เนาะထားပါတော့ကျွန်တော်ဒီ name ပေးထားတယ် constraint man ပေါ့เนาะဒီကောင်းနဲ့ ဆွဲထားတဲ့အဲ့ဒီကောင်နဲ့ချိန်မှဖြစ်တဲ့အတွက်သူနဲ့ချိန်ဖို့အတွက်ကျွန်တော်ဘုံကိုသူ့ထဲမှာမြုပ်ထားပါနော်မြုပ်ထားတော့အဲ့ဒါကိုတကယ်ဆိုရင်ဒီ inform မလို့ရှင်ဒီထဲမှာမြုပ်နေပါနော်မမြင်ရဘူးအဲ့တော့ inform နေတယ်ဒါကြည့်လို့ရတယ်โอเคဒါကတော့မတည်သေးတဲ့သူတွေအတွက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကူးလုံးမဲ့ limit location ပေါ့နော် limit location လုပ်သူနှိပ်လိုက်တာ ਨੇ ဘုံအရာအစားပြောင်းသွားပြီပေါ့ပြီးရင်ကျွန်တော်ကူးလုံးမဲ့ ဲ location ပေါ့နော်ဒီမှာဆိုရင် hyz 3ခုရှိတယ်အဲ့တော့ကျွန်တော်တို့ဆက်စားဦးကျွန်တော်တို့လုံမှာအဲ h ပေါ့နော်ဒီ h ကိုအရင်ဆုံးစပြီးလုံလိုက်အဲ့တော့အရင်ဆုံးလုံမှာဖြစ်တဲ့အတွက်ဒီ owner ကိုကျွန်တော်အရင်ဆုံးဒီ workspace မဟုတ်ဘဲနဲ့ local space အနေနဲ့စပြီးလုံလိုက်ပါမယ်နော်ကျွန်တော် local space လုံမယ်ဆိုရင်ကျွန်တော်ဒီက direction ကလည်း local ဖြစ်ရမှာပေါ့နော်ဆိုတော့ local ဖြစ်ရမှာကျွန်တော် share video ဒီမှာလည်းဒါပြောထားပါမယ် တော့အကယ်၍သာကျွန်တော်ဒီက white space ဆိုရင်ကျွန်တော်ဒီမှာ global ပေါ့နော် direction ကအဲ့လိုဖြစ်ရမယ်ကျွန်တော်ဒီက local space ကိုရွေးထားဆိုရင်ကျွန်တော်တို့ရဲ့ direction ကဒီလိုဖြစ်ရမှာပေါ့နော်သူကဘယ်လိုမျိုးกว่าလဲဆိုရင်တော့အကယ်အဲထားပါတော့ဒီမှာ local အနေနဲ့ရွေးထားတဲ့ direction က y ရဲ့ direction အပေါ်မှာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီက global ကိုကြီးလိုက်မယ်ဆိုရင် y y ရဲ့ direction ကဒီဘက်ကိုရောက်သွားပြီပေါ့နော်အဲ့တော့ ဲ့ဒါလည်းအရင်အရေးကြီးရပါတော့အဲ့တော့ကျွန်တော်ဒီမှာ local နဲ့ local အနေနဲ့ပဲရွေးလိုက်မယ်ဘာဖြစ်လို့ဆို owner မှာကျွန်တော် local speed ရွေးထားဖြစ်တဲ့အတွက် okay အဲ့ဆိုရင်ကျွန်တော်တို့ကွာ h ကိုစပြီးတော့ limit တက်မှတ်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ထားပါတော့ဒီကောင်ဒီကောင်ကိုကျွန်တော်တို့ရွှေ့မှာအဲဒီလောက်ပေါ့ okay ဒီလောက်ပဲရွှေ့မှာပဲထားအဲ့ဆိုရင်ကျွန်တော်တို့ဒါကိုကြည့်လိုက်မယ် ဆိုရင်ကျွန်တော်ရွေးသွားတာဘယ်လောက်ရှိလဲဆိုရင်0.7ပေါ့နော်7 3ဆိုထားပါအောင်0.7ပအနေနဲ့ဒီဘက်ကိုကျွန်တော်တို့ရွေးလိုက်တယ် okay now တစ်ဖက်အနေနဲ့ကျွန်တော်ဒီဘက်ကိုရွှေ့လိုက်မှာဆိုရင်ထားပါတော့ဒီဘက်လေ -0.7 ပေါ့နော်အဲအဲ့လောက်ပဲကျွန်တော်ရွှေ့ခြင်းတဲ့အခါခုကကျွန်တော်ရွှေ့လိုက်မှာဆိုရင်ဒါအကုန်လုံးဒါရွှေ့ပါနော်ရွှေ့ပါပေါ့နော်ကြိုက်တဲ့လောက်ရွှေ့ရဲ့ကျွန်တော်ကျွန်တော်တို့ရဲ့ကိုဆွဲထားတဲ့ဒီခေါင်းကအဲကြိုက်တဲ့နေရာရွှေ့နေမှာပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကခု limit ထားမယ်ပေါ့နော်။ Okay အဲ့တော့အဲ့ဒါကိုမြင်သာအောင်ကျွန်တော်ဒီကောင်ကိုဒီကားလေးချိန်လိုက်မယ်။ Okay ဒီကားရယ်။ဟောဒီကားရယ်ပေါ့နော်။ကျွန်တော်တို့ခုချိန်မှဟာရယ်။အဲ့ဒါဥမာကျွန်တော်တို့ကကိုကဒီမှာ control p အနေနဲ့ကျွန်တော်လှုပ်လိုက်မယ်ဆိုရင် automatic weight တို့အခြားသောအရာတွေချိန်လို့ရတယ်ပေါ့နော်။ကျွန်တော်တို့ပေးတယ်မှာ။ဒါမဲ့ကိုကကျွန်တော်တို့ဘုံအနေနဲ့ချိန်မှာဆိုတော့သူ့ကို post move ပြောင်းလိုက်မယ်။ပြီးရင်ကျွန်တော်တို့ချိန်မဲ့ဒီကောင်နဲ့ပေါ့နော်။ control p ပြီးရင်ဘုံပေါ့။ โอเคအဲ့ဆိုရင်ရပြီเนาะအဲ့ဆိုရင်ကျွန်တော်သူ့ကိုချွေးကြည့်လိုက်မယ်โอเคအဲ့ဆိုရင်ဒီမှာပါသွားပြီเนาะโอเคအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ခေါင်းကိုရွှေ့တဲ့အချိန်ညကျွန်တော်တို့ခေါင်းကဒီနေလောက်ပဲထားပါအောင်ဒီနေလောက်ပဲရွှေ့ပါအောင်เนาะအဲ့တော့အဲ့ဒါကိုခုဆိုရင်ဒီလိုမျိုးကြိုက်တဲ့လောက်ရွှေ့လို့ရတယ်เนาะအဲ့တော့ limit အနေနဲ့ထားမယ်အဲ့တော့ဒါကို 0. ဘယ်လောက်0.3ပေါ့เนาะ ့0မှာထားပါအောင်0မှာ4 0.4အနေနဲ့ထားမှာပေါ့နော် now ဒီဘက်ကျတော့ minus 0.4အနေနဲ့ထားလိုက် okay အဲ့တော့ဒီမှာကျွန်တော်တို့ h ပေါ့နော် h ကိုကျွန်တော်တို့ maximum maximum တော့ဒါအများဆုံး minimum ကျတော့အနည်းပေါ့နော်အဲ့တော့ maximum မှာကျွန်တော်တို့ h ကိုဘာလဲဆိုတော့ခု0.4ပေါ့နော်0.4လောက်ထားမှာ okay ပြီးရင်နောက် minimum ကျတော့အနည်းပေါ့နော်အနည်းဆိုတော့ကျွန်တော် minus ခုနက minus ကျွန်တော်တို့ 0.4ပေါ့နော်0.4အဲ့လောက်ထားအောင်โอเคအဲ့ဆိုရင်ကျွန်တော်ဒီကရွှေ့ကြည့်လိုက်မယ်ဒီကကျွန်တော် h location ပေါ့နော်ရွှေ့ကြည့်လိုက်မယ်ဆိုရင်โอเคဒီမှာကျွန်တော်တို့ခုနသတ်မှတ်ထားတဲ့အဲ0.4ရောက်တာ ਨੇ သူကဆက်ပြီးတော့မသွားတော့ဘူးပေါ့နော်โอเคဒါပေမဲ့ကျွန်တော်ဒီကဆွဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ဟိုပေါ်မှာပေါ်ထားတဲ့ကျွန်တော်ဒီ item ထဲမှာတော့โอเค item ထဲမှာတော့ဒီမှာကျွန်တော်တို့ရွှေ့ရင်ရွှေ့တဲ့လောက်ကိုသူကသူ့ရဲ့ distance ကပြရတာပေါ့နော်โอเคဒီဘက်ဆိုလဲ distance ပြဒါမဲ့ကျွန်တော်တို့ သတ်မှတ်ထားတဲ့ location ရောက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘုံကအဲ့ဒီနေရာမှာပဲကြံခဲ့တယ်ပေါ့နော် okay အဲဒါဆိုရင်ကျွန်တော် limit h အနေနဲ့ limit distance ဒါထားလို့ရပါပြီပေါ့နော် okay အဲ့ဒါကိုညောနောက်ဒီမှာပါတဲ့ after sorry effect transform ပေါ့နော် effect transform ပေးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ထားပါတော့ရွှေ့လိုက်ရှင်ကျွန်တော်ဘလောက်ချွေချွေကျွန်တော်တို့ခုနသတ်မှတ်ခဲ့တဲ့0.4မှာတင်းသူကရက်သွားတယ်ဗောနော်ကျွန်တော်တို့ရဲ့ဒီမှာဆွဲလိုက်တဲ့ direction ကရွေးနေပြီမဲ့ကျွန်တော်တို့ဟိုပေါ်မှာ item ထဲမှာရှိတဲ့ location က0.4မှာတင်သူကရက်သွားတယ်ဘောနော်ခုနဆိုရင်အဲ့ဒါဆက်သွားနေဘောနော် okay ဒါဆိုရင်တော့မြင်သာလိမ့်မယ်လို့အောက်မိတယ် okay ဒီမှာ okay ရပြီဒါဆိုရင်ဒါကိုပြန်ဖြုတ်ပြီးတော့ပြန်ဆွဲကြည့်လိုက်မယ်ဆိုရင်ဘုံအနေနဲ့ကတော့ရက်ကြံခဲ့တယ်ဒါပေမဲ့ကျွန်တော် distance အနေနဲ့ကတော့သွားနေဘောနော် okay ဒါဆိုရင်ရပြီဒါဆိုရင်ကျွန်တော်ကလူကယ်စပေးအနေနဲ့ဒါလောက်တာဘောနော် ဲ့တော့ waspay အနေနဲ့ဆိုရင်အော်ဘယ်လိုရှိမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ waspay ကိုရွှေ့လိုက်မယ် okay waspay ရွှေ့ waspay ကိုကျွန်တော်တို့အဓိကတော့ location ပေါ့နော် waspay location ကိုပြောင်းလိုက်တယ်ဆိုရင်ကျွန်တော်ခုနပြောသလိုသူ့ရဲ့ location ပုံစံဘယ်လိုဖြစ်မလဲဆိုရင်တော့ဒီမှာ global ပေါ့နော်အဲဒီတိုင်းရှိမှာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာတူညီတဲ့ location ပုံစံ h ဖြစ်နေတာပေါ့နော် h ကဘယ်လို location ပဲပြောင်းပြောင်း h က direction ကဒီတိုင်းပဲပေါ့နော်ဒီမှာပြောင်းသွားတာဗာလဲဆိုရင် y နဲ့ကျွန်တော် z နဲ့ပဲ location ကပြောင်းသွားမှာပေါ့နော်အဲ့တော့ကိစ္စမရှိဘူးအဲ့တော့ထားပါတော့ waspy ဒီမှာ glue ပဲယူလိုက် okay အဲ့ဆိုရင်ကျွန်တော်ထပ်ပြီးရွှေ့ကြည့်လိုက်မှာပေါ့နော်ခုနကအတိုင်းပဲရမလားဒါမှမဟုတ်ပြောင်းလဲသွားမလားပေါ့ okay ဒါဆိုရင်ကျွန်တော်ဒီကနေရွှေ့လိုက်မယ်ရွှေ့လိုက်မယ်ဆိုရင် okay ဒီမှာသူကဘယ်လောက်မှရက်သွားလဲဆိုရင်ထားပါတော့ဒီမှာ0.8ပေါ့နော် အဲ့တော့ကျွန်တော်တို့ခုနသတ်မှတ်ပေးတာ0.4အဲ့တော့ဒီ wash space မှာကြတော့သူ့ရဲ့နှစ်ဆပေါ့နော် .8 .8 မှာသူကရက်သွားတယ်ပေါ့နော်. .8 လောက်မှာရက်သွားတယ်။ Okay ဒီဘက်ကိုရွှေ့ကြည့်မယ်ဆိုလဲ wash space ကြတော့ကျွန်တော်သတ်မှတ်ထားတဲ့ distance ကနှစ်ဆပေါ့နော်။အဲ့ဒီမှာသူက limit အနေနဲ့သတ်မှတ်လိုက်တာပေါ့နော်။ Okay ဒါဆိုရင် login နဲ့ wash space ကိုဒါနားလည်လောက်မယ်လို့အောက်မယ်။ Okay အဲ့ဆိုရင်ကျွန်တော်ဒီ effect transform ကိုထပ်ပြီးတော့ wasp မှာကျွန်တော်ပေးကြည့်လိုက်မယ်။အဲ့တော့ထပ်ရွှေ့လိုက်မယ်။ဆိုရင်ကျွန်တော်ခုနပြောသလို0.9ကကျွန်တော်0.179ဆိုတာထပ်ပါတော့သူရဲ့နှစ်ဆပေါ့နော်။0.8မှာဒါရက်သွားပါပေါ့နော်။ Okay အဲ့ဆိုဒီကလည်းအတိုင်းပဲပေါ့နော်။ okay ဒါဆိုရင်ဒါအလုံးသဘောပေါက်လဲမယ်လို့မျှော်လင့်နေ။အဲ့တော့ကျွန်တော်အခြားသော location တွေလည်းဒီတိုင်းပဲပေါ့နော်။ကိုအဲ့လိုမျိုး ကြိုက်တဲ့ဟာကိုထပ်လှုပ်လို့ရတယ်ဗောနော်ပြီးရင်အဓိကတော့ကျွန်တော်ဒီမှာရွေးတဲ့အုံနာပုံမူတည်ပြီးတော့သူ့ရဲ့ကျွန်တော်တို့ရွေးချယ် distance ကမျိုးမျိုးကွာခြားသွားတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် watch pay ပြီးပြီ local pay ပြီးပြီးပြီးရင်အဲ post pay ဗောနော် post pay ကိုရွှေ့ကြည့်လိုက်မယ်ကျွန်တော်ကက limit ပေးထားတဲ့ distance ကကျွန်တော်ကအတိုင်းပဲဗောနော်မပြောင်းပြီးရင်ကျွန်တော်ဒီဟာတော့ခဏဖြုတ်ကြည့်လိုက်မယ် after effect transform ဗောနော် โอเคအဲ့ဒါဆိုရင်ကျွန်တော် post page မှာပြောင်းကြည့်လိုက်ရွှေ့ကြည့်လိုက်မှာဆိုရင်ကျွန်တော်ခုနကဘာနဲ့သွားတူလဲဆို Lucas page နဲ့ပေါ့နော် Lucas page နဲ့သွားသွားတူလေโอเคဒီမှာโอเคဒါဆိုရင်သူ့ကို affair transform ထပ်ပေးကြည့်လိုက်ဆိုရင်အဲဒါသူက Lucas page နဲ့ကျွန်တော်သွားတူလေပေါ့နော်သူကโอเคပြီးရင်ကျွန်တော်တို့ဘာရှိမလဲ Lucas weight ပေးတဲ့โอเค Lucas weight ပေးတဲ့ပေးကြည့်လိုက်အဲဆိုရင် โอเคအဲဆိုသူလဲ local space နဲ့တူတယ်ဗောနော်ပြီးရင်ကျွန်တော်တို့ affair transform tab page ကြည့်လိုက်မယ်အဲသူကြတော့ပြောင်းသွားပြီဗောနော်ကျွန်တော်တို့ခုနကတော့ဘာနဲ့သွားတူလဲဆိုရင်ခုနကကျွန်တော်တို့ local space ပြီးရင်အဲနောက် what space ဗောနော်အဲ local local space ကိုမှာကျွန်တော်တို့ affair transform ဟိုကပေးထားပြီမဲ့တကယ်ဆိုရင်ဒါရက်ကမှာဗောနော်မရက်ဖက်နဲ့ကျွန်တော်တို့ခုနက local space မှာ effect transform မပေးထားတဲ့ပုံစံနဲ့သူကသွားတူတယ်ပေါ့နော်ကျွန်မ local space ပေးတဲ့ကြတော့ okay အဲဒါဆိုရင်လည်းကြားလိုက်ပါအောင်ပြီအဲ့တော့ owner မှာကျွန်တော်နောက်ထပ်တစ်ခုထပ်ချပြီးရပေါ့နော် constant space ပေါ့နော်ဒီ constant ကျတော့ကျွန်တော်တို့ထားရင်လည်းကျွန်တော် object ပေါ်မူတည်ပြီးတော့သူ့ရဲ့ဒီ distance ကိုထပ်ပြီးတော့ကျွန်တော် limit ထပ်ပြီးတော့ထားလို့ရတယ်ပေါ့နော်အဲတော့ထားထားပါတော့ဒီမှာကိုကဖေတာကို target ပေါ့နော်ဘယ်ဟာ target ထားပြီးတော့ဘယ် object ကို target ထားပြီးတော့ကျွန်တော်တို့ limited scan လောက်မှာလို့ပေါ့အဲ့တော့ကျွန်တော်တရားကိုကျွန်တော်တို့ shape ကလေးတစ်ခုဆွဲလိုက်မယ်အဲ့တော့ object ကိုပြန်သွားပြီးတော့ကျွန်တော်ဒီမှာဒီနာကို shape အနေနဲ့ကာဆာလေးတစ်ခုခေါ်လိုက် okay ဒီဟာပဲထားလိုက်ပါတော့ကျွန်တော်တို့ဒီ proper ကျွန်တော်ဒီအဲ့ဒါကိုနာမည်ပေးလိုက်မယ်อืม cycle ပေးလိုက်မယ်ပေါ့နော် โอเค โอเคสาเกแมนสาเกแมนလို့ပဲပြီးလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီဘွန်းရဲ့ post mode ကိုပြန်ပြောင်းလိုက်ပြီးရင်ကျွန်တော်ဒီမှာဒီခုနှစ်ကတော့ကျွန်တော်တို့ထားခြင်းနဲ့ target ကအားပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာสาเกแมนပေါ့နော်အဲကျွန်တော်ဆွဲလိုက်တဲ့ဒီကြောင်လေးကိုကျွန်တော်တို့ target ထားပြီးတော့ limit ထားလုပ်မယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီကနေရွှေ့ကြည့်လိုက်မယ်โอเคရွှေ့ကြည့်လိုက်မယ်ဆိုရင်သူက ကျွန်တော်တို့ရဲ့အခုလောက်ထားတဲ့ကျွန်တော်တို့အခု target ထားထားတဲ့ကျွန်တော် object ပေါ့နော်ဒီ segment ဆိုတဲ့ကျွန်တော်ကိုယ်နဲ့ဆိုတဲ့ check ကလေးပေါ်မူတည်ပြီးတော့သူက distance လောက်လိုက်တာပေါ့နော် okay အဲ့ဆိုရင်တော့ဒါအလုံးလဲတိတာမြင်တာပြီးတော့ကိုယ့်ရဲ့ဒီလောက်ချင်တဲ့ဒီ object ပေါ့နော် character ပေါ်မူတည်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာဒါသဘောပေါက်လာမယ်လို့ပြောလင်းတယ်အဲ့တော့ဒါကျွန်တော် local space ကိုပြန်ပြောင်းလိုက်မယ် okay local space ဒါဆိုရင်ကျွန်တော်အခုကအိတ်လိုကေးရှင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနောက်ပါရွှေ့မလဲဆိုရင်အဲဇက်ပေါ့နော်ဇက်အဲဇက်လိုကေးရှင်းကိုထပ်ပြီးတော့လှုပ်ကြည့်လိုက်မယ်โอเคအဲ့တော့အရင်ဆုံးကျွန်တော်ဒီရာရဲ့ distance အကွာဝေးကိုလိုချင်တဲ့နေရာပေါ့နော်ဘယ်လောက်ရှိလဲဆိုအရင်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော်ကရွှေ့ကြည့်လိုက်မယ်ရှေ့ကို okay ရှေ့ကိုဒီလောက်ကလေးပဲရွှေ့လိုက်မယ်ပေါ့နော်ဒီလောက်ကလေးဆိုရင်တို့တို့ရဲ့ distance ကဘယ်လောက်ရှိမလဲဆိုဒီမှာပေါ်နေပြီပေါ့နော်အဲ့တော့ဒီမှာ0.3ပေါ့နော် โอเค0.3အဲ့ဆိုရင် now နောက်ဖက်ကိုဘယ်လောက်လောက်ရှိပြန်လဲဆိုရင် -0.3 ပေါ့နော်โอเคအဲ့ဆိုရင်ရပြီโอเคအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့စကူက z location ပေါ့နော်အဲ့တော့ z ကိုရွှေ့လိုက်မယ်ဒီ minimum ကြတော့ -0.30 โอเคဒီအောင်ကြတော့0.3ပေါ့နော်โอเคပေးလိုက်ပြီပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအထွေရွှေ့ကြည့်လိုက်မယ်โอเคဒီမှာရက်သွားပြီပေါ့နော် ပြီးရင်ကျွန်တော် effect transform အစားပေးထားတဲ့အတွက်ကျွန်တော်ဒီကရွှေ့လိုက်တာ ਨੇ ဒီမှာဘလောက်ရွှေ့ရွှေ့ဒီမှာ0.3ပါပဲရက်သွားတယ်ပေါ့နော် okay okay ဒါဆိုရင်ဒါလည်းဒီမှာရက်သွားတယ်ပြီးရင်ကျွန်တော်တို့ sorry ပြီးရင်ကျွန်တော်ဒီမှာလည်း h location ကိုကြည့်မယ်ဆိုရင်ကျွန်တော် limit ထားထားပါပေါ့နော် okay okay ဒါဆိုရင်ကျွန်တော်နှစ်ခုရပြီပေါ့နော် local space အနေထားမှာအဲ့တော့နောက်ထပ် ကျွန်တော်တို့ y ပေါ့နော် y ကိုထပ်ပြီးတော့လောက်ကြည့်လိုက် y ကိုအပေါ်ကိုရွှေ့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘလောက်လောက်ရွှေ့မလဲ0.2ပေါ့နော်0.2လောက်ပဲထားလိုက်မယ်ဒီမှာကျွန်တော်ရွှေ့ကြည့်လိုက်မယ်ဆိုရင်ခုနကဒီနေဆိုရင်0.2ပေါ့နော်အဲ0.2ရှိမယ်အောက်ဆိုရင်ဒါ -0.2 ပေါ့နော်အဲ့လောက်ထားလိုက်မယ် okay အဲ့တော့ minimum မှာကျွန်တော်တို့ -0.2 ပေါ့နော် maximum ကြတော့0.2ပေါ့ okay အဲ့ဆိုရင်ကျွန်တော်ဒီမှာရွှေ့ကြည့်လိုက်မယ်ဆိုရင် โอเคလဲဆိုရင်ကျွန်တော်ဒီမှာโอเค location location အားဖြင့်ကျွန်တော်တို့ဒီမှာ limit ထားလို့ရပါတယ်ပေါ့နော်โอเคโอเคအဲ့ဆိုရင်အားလုံးစင်ပြကြလိမ့်မယ်လို့အောက်မိတ်တယ်အဲ့တော့ဒီ limit location ကိုအားလုံးသဘောပေါက်နားလည်ပြီးလို့တော့အောက်မိတ်တယ်โอเคအဲ့ဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့အဲ limit rotation တို့ limit scale တို့ ။နောက်ပြီး maintain volume transformation ဒီကောင်လေးပေါ့နော် transform ဒီကောင်လေးဆက်လုပ်မယ်ပြီးရင်နော်နောက်ဆက်အကြုံအကြုံတို့ကျွန်တော်ဒီမှာ tracking ဘိုင်းဒီပါအစပေါ့နော်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ထပ်ပြီးတော့တင်ပြပါ